ကဘာပေါ်ကလူကြိုက်များဆုံးတောက်သုံးစရာကော်ဖီတွေအကြောင်းပြောအောင်ဗျာကဲဆိုတော့ထုံးစံတိုင်းဗျာကျွန်တော်တို့ဒီမှာကော်ဖီရှိတယ်အဲဒီကော်ဖီတွေမှာပါဝင်ပစ္စည်းကိုအရင်စစ်ကြည့်မယ်နော်โอเคဆိုတော့ကျွန်တော်ဒီနတ်ဆန်ကော်ဖီနဲ့စားလိုက်မယ်နော်ဒါလက်ဖက်ရည်ပဲဒီ mix ဆိုလက်ဖက်ရည်ပေါ့နော်ဒီမှာသူပါဝင်ပစ္စည်းတွေရည်တော့ရည်ထားတယ်နော်ဘာတွေပါလဲဆိုတော့ရည်ထားတယ်ခရမာပါတယ်နော်ဒီမှာခရမာတွေရှိတယ်တခြားပါညာပါတယ်ဗျာဒီမှာတို့ဒါတခြားရှိတယ်အဲအသင်းအသင်းသောက်လက်ဖက်ရည်မို့ရှိဆိုတော့ဘလောက်ပမာဏပါတယ်ဆိုတော့ရည်မထအောင်နော် Okay, ဒါ Nansen Tea Mix Premier တော့ဆိုဒီမှာလည်း Premier 301 Coffee ပေါ့ဗျာဒါကတော့ Coffee ဆိုတော့ဒီ Coffee မှာရောဘာတွေဘလောက်ပါလဲရေးထားလားပောင်ပစ္စည်းပဲရေးထားရနော်ဒီမှာ glucose syrup ဆိုတာကသကြားရည်လိုအားမျိုးပေါ့နော်အဲ့ဒါပါတယ် non dairy creamer ဆိုတာပေါ့နော် no no မဟုတ်တဲ့ creamer ပေါ့အဲ့ဒါပါတယ်ပြီးလို့ရှိရင် သကြားပါတယ်အသင်းသောက် coffee မုန့်ပါတယ် sugar ပါတယ်ဒီမှာတို့ sugar ဆိုသကြား instant coffee powder ဆိုတော့ လင်းသော coffee မို့ပေါ့ဘလောက်ပမာဏပါလဲဆိုရရေးမထားအောင်เนาะ okay ကဲ sunday နှက်ဖြောတဲ့ကြည့်ကြည့်အောင်ပြ sunday နှက်ဖြောမပါပါလဲဟမ်သူကတော့အကုန်ရေးထားရပြဒီမှာအရန်သေးနေပဲထင်တယ်เนาะဟုတ်တယ်ဒီမှာအရန်သေးနေကဲဒီမှာတခြား the 70g ပါတယ်เนาะ total sugar 70g ဆိုတော့ ဟိုလက်ဖက်လက်ဖက်စားစုံနဲ့၃စုံလောက်ပါတယ်ဗောနော်၃စုံလောက်ပါတယ်ဒီ coffee တထုပ်မှာလက်ဖက်စားစုံနဲ့၃စုံလောက်ပါတယ်ဆိုတော့သူကတော့တေချာရေးထားတယ်ဘာတွေဘာတွေပါတယ်ပြဿနာကလေဒီ coffee ရအားလုံးမှာ caffeine တက်ဘယ်လောက်ပါလဲဆိုတော့ရေးမထား caffeine တက်ဆိုတော့ coffee မှာအဓိကပါတဲ့ဟာလူကိုလန်းဆန်းတက်ကြွစေတဲ့ဟာ okay နော်ကဲဒါတွေပြီးတော့ပြဒါတွေက instant coffee ဗောနော်ဒါတွေလည်း instant တော့ instant ပါပဲဒါပေမဲ့သူက coffee mix မဟုတ်ဘူးဒါကတော့ nescafe nescafe ဆိုတာ ထိုင်းနိုင်ငံထုတ်လိုက်ရဒါပေမဲ့ထိုင်းနိုင်ငံထုတ်ပေမဲ့ဒီ Nescafe ရဲ့ကုမ္ပဏီကဆွစ်ဇာလန်อ่ะเนาะထိုင်းอ่ะထိုင်းထိုင်းပိုင်တာမဟုတ်ဘူးမြန်မာပြည်ကိုသွင်းနေဟာဗျာဆိုတော့သူ့ကိုကြည့်ကြအောင်ဟုတ်ပြီသူကဘာပါလဲသူက ingredient ကတော့ရှင်းတယ် coffee 100% coffee ပါတယ်เนาะ instant coffee ရဲ့ finely ground roaster ဆိုတာဒါဟိုမီးနဲ့မီးကင်ထားတဲ့ဟာမျိုး roaster လုပ်ထားတဲ့ဟာမျိုး robusta and arabica coffee ဆိုတော့ arabica တောက်ရှင်ဒါတောက်လို့ရတယ် nescafe ရဲ့ arabica နော် robusta နဲ့ arabica ဆိုတော့တို့ရရှင်းနေဗျာခင်ဗျာ coffee mug ပြောရသေးတယ်မယ်နော် coffee mug တန်တန်တန်မယ်တခြားဘာမှမပါဘူး coffee စစ်စစ်တောက်ချင်ဒါတောက်လို့ရတယ်ဒါအောင်မကိုက crema လေးပါတာကြာရင် crema လေးနဲ့တခြားလေးနဲ့တလို့ထည့်ပြီးတောက်လို့ရတယ် okay နော်ဒီကောင်ကိုကြည့်ကြည့်အောင်ဗျာဒီကောင်လည်းအလိုပဲမပါဝင်ပစ္စည်းနော်100% coffee တရားရခိုင်နှုန်း coffee ပဲတော့ coffee ကြိုက်လို့ရှိရင်ဒီ coffee ကိုရွေးပေါ်တယ်ဂျန်တေးတေးဆိုတော့သူက nescafe လောက်ရတာမပြင်းတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ ဒီနှစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်ဒါကိုပို့ကြိုက် Nescafe ကိုပို့ကြိုက်ကျွန်တော်အင်္ဂလန်မှာလည်းဒါပဲတောက်တယ်ညီမပြည်မှာလည်းဒါပဲတောက်တယ်ဘဲတော့ကျွန်တော်တို့ဒါပဲတောက်တယ်ဆိုတော့ဒါကိုလက်ဖက်စားစုံနဲ့တစုံဖြော်တယ်ဒီလိုခွန့်တယ်ဗျာလက်ဖက်စားစုံနဲ့တစုံဖြော်တယ်ပြီးလို့ရှိရင်သကြားကိုလက်ဖက်စားစုံနဲ့ဇုံဝါလောက်ထည့်တယ်ထည့်ချင်တဲ့ခါထည့်တယ်မထည့်ချင်တဲ့ခါမထည့်ဘူးရေများများနဲ့တောက်တယ်ဆိုတော့ဒါကတော့ coffee တယ်ဆိုတော့ဘာဒီမှာဘလို့ပါလဲဆိုတော့သိသွားပြီနော်ဆိုတော့စက်ပြောအောင်ဗျာ Okay ဆိုတော့ခုနကကျွန်တော်ပြောခဲ့သလိုပေါ့နော် ဟိုကော်ဖီမှာအဓိကက cream ပါတယ်တခြားပါတယ်အဓိကဆိုတော့ caffeine ဘယ်လောက်ပါလဲဆိုတော့ရေးမထားဘူး coffee ရဲ့အဓိကကလည်း caffeine ပဲလေ coffee တောင်းရင်လမ်းနာ coffee ကိုဆွဲတယ်ဆိုတော့အဲ့ caffeine တက်ကြောင်ပုံမှန်ပြတရက်ကိုတထုပ်တထုပ်တထုပ်တောက်သွားတယ်ဆိုလို့ရှိရင်တစ်ပတ်နှစ်ပတ်လောက်နေရင်တထုပ်နေမရတော့နှစ်ထုပ်တောက်ချင်လာတယ်သုံးထုပ်တောက်ချင်လာတယ်အဲ့လိုမျိုးဆွဲရဲဆိုတော့ caffeine တက်ကြောင်နော်ဆိုကဖိန်းဓာတ်ကလူကိုလန်းဆန်းစေရဲတက်ကြွစေတယ်။ခန္ဓာကိုယ်မှာလန်းဆန်းဟိုခန္ဓာကိုယ်မှာလေပင်ပန်းတော့နေနေပြီဆိုလို့ရှိရင်ပြောတဲ့ဟာလေးတွေရှိတယ်။ကဖိန်းကအဲ့ဒါလေးကိုပိတ်လိုက်တာ ဆိုတော့ခန္ဓာကိုယ်ထဲမှာကဖိန်းရှိနေရဆိုလို့ရှိရင်လူကပင်ပန်းနေပြီမဲ့လဲပင်ပန်းနေရလို့မခံစားရတော့အဲ့ဒါကဖိန်းရဲ့ S130 ပေါ့နော်ဒါပေမဲ့လည်းကဖိန်းကသုံးတတ်ရင်စေမသုံးတတ်ရင်တော့ဘေးဖြစ်တယ်အရာအားလုံးကအကောင်းနဲ့ဆိုတွန်တွဲနေတယ်ဆိုတော့ကဖိန်းများသွားလို့ရှိရင်လေရင်တုံတယ်ဒီလားကော်ဖီတောက်တာများသွားလို့ရှိရင်ရင်တုံတာကြုံဘူးကြမှာပါဆိုတော့အဲ့ဒါကဖိန်းကြောင့်ဒီလားအဲ့ကဖိန်းကြောင့်ဆိုတော့နှလုံးရောဂါရှိတဲ့သူတွေနှလုံးအခန့်ရှိတဲ့သူတွေပြန်နှလုံးခုန်ချက်မမှန်တဲ့သူတွေကဖိန်းကိုတောက်တာသတိထားတဲ့နေ ကဖိန်းကကော်ဖီထဲမှာလည်းပါတာမဟုတ်ဘူးเนาะကဖိန်းကဒီလိုအားဖြည့်အချိုတွေထဲမှာလည်းပါတတ်တယ်ဆိုတော့ကဖိန်းကိုသတိထားเนาะကဖိန်းကပုံမှန်အရွယ်ရောက်ပြီးသားလို့တရားဆိုလို့ရှိရင်400မီလီဂရမ်ဒီသုံးဆွဲလို့ရတယ်လို့ဆိုရတယ်ဒါပေမဲ့တယောက်နဲ့တယောက်မတူဘူးเนาะသူများက400ရရရတယ်ခင်ဗျားက100တောင်ရချင်မှရမှာအဲ့လိုမျိုးတယောက်နဲ့တယောက်ကမတူဘူးကို limit ကိုတီးဖို့လိုတာပေါ့နော်ဆိုတော့ instant တောင်းအောင်မလားအမုံတောင်းအောင်မလားကြိုက်တာတောင်းလို့ရတယ်ပြဿနာမရှိဘူးအရေးကြီးတာကအရေးကြီးတာက ကိုတောက်မဲ့ coffee ထဲမှာကိုစားမဲ့မုံထဲမှာဘာပါနေလဲဆိုတာသတိထားဖို့ပဲအရေးကြီးရလေမဟုတ်ဘူးလားကိုစီးတဲ့မြင်းအထီးမှန်မှမှန်သိဖို့လိုသလိုကိုစားသုံးမဲ့အစားအသောက်ကအထဲမှာပါရပါလဲတခြားဘလောက်ပါလဲစားဘလောက်ပါလဲအဲ့ဒါလေးသိစင်တယ်လीဒါကြောင့်မို့ဒီခုခုစားရမယ်ဆိုလို့ရှိရင်အဲ့ဒါလေးအမြဲတမ်းကြည့်ဖို့ကျွန်တော်ကအကြံပေးတာโอเคเนาะဆိုတော့ coffee mix mix ပဲတောက်တာ coffee mug ဝင်တောက်တောက်ကြိုက်တာတောက်လို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ကိုတောက်မဲ့ထဲမှာစကြာဘလောက်ပါလဲ အဲ့ဒါလေးကိုတော့ကြီးပြီးလို့ရှိရင်ကိုကနှလုံးရောဂါရှိတာနှလုံးရောဂါခံရှိရဆိုလို့ရှိရင်တော့ဒီလိုမျိုးကော်ဖီတွေတောက်တာရှင်တုံတာရှင်တုံတတ်တယ်เนาะအဲ့ဒါပြဿနာရှိရဲ့လို့နှလုံးခုန်ချက်ပြဿနာဖြစ်သွားရင်အသက်ဆုံးရှုံးတတ်တယ်โอเคเนาะဆိုတော့ကောင်းကျိုးဆိုးကျိုးဆိုတာထက်ရေရှည်တောက်လို့ရှိရင်တော့ အမ်ဒီလိုတကြားများတယ်ဆိုလို့ရှိရင်တော့ဝါမှာပဲပြန်လာတော့ထရီထရီအဲ့လောက်ကြီးပြဿနာမရှိဘူးကော်ဖီကကဘာပေါ်မှာလူချိန်များဆုံးတောက်သုံးစရာပြီးတော့တချို့သူ့သေသနာတွေမှာဆိုရယ်ကော်ဖီတောက်လို့ရှိရင်တဲ့ဒီအသေးနဲ့ပတ်သက်တဲ့ကျန်းမာရေးကောင်းစေတယ်လို့ဆိုရယ်ဒါပေမဲ့စဉ်းစားကြည့်လေခင်ဗျာကော်ဖီနေ့တိုင်းတောက်တယ်ဒါပေမဲ့လည်းညနေဆိုလို့ရှိရင်ဘီယာရေးတောက်နေဆိုလို့ရှိရင်အဲ့ဒီအသေးကိုကော်ဖီကဘယ်လိုလုပ်ကာဗာလုပ်ပေးနိုင်မှာလဲနော်အဲ့လိုမျိုးတွေရှိရယ်ကိုကဆိုတော့ဟိုဘောနော်အသေးကိုကာကွယ်ကျွန်တော်ကော်ဖီနေ့တိုင်းတောက်တာမျိုးကတော့မဟုတ်ဘူး လို coffee တောင်းနေတဲ့အသဲအတွက်ကောင်းကျိုးလေးတော့ယာကောင်းရနိုင်တယ်ဒါပေမဲ့အသဲကိုထိခိုက်စေမယ့်ပြဿနာတွေလို့ရင်တော့ဘာမှကျိုးမရှိဘူး။ Okay နော်။ဆိုတော့ဒါ coffee နဲ့ပတ်သက်တဲ့တည်တည်တည်တဲ့ဘုသူတာကြောင့်လေးဝင်မြပေးခဲ့တာပါ။အခုလိုမျိုးနားလည်သဘောပေါက်လို့ရတဲ့ကျွန်မရဲ့ဘုသူတာဗီဒီယိုလေးတွေအများကြီးကြည့်ဖို့ဆိုရင်တော့ Dr. Chen TikTok account ကို follow လုပ်ထားပြပါ။နောက်ပြီးတော့သိလို့ရတဲ့ကျောင်းဝါတွေမေးမြန်းခြင်းတဲ့ကျောင်းဝါတွေကိုမမဝင်ရောက်ရှိသားပေးပါ။ကျွန်တော်ဗီဒီယိုလိုပြီးတော့ပြန်ပြောပြပေးတော့ပါမယ်။ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပေးလို့တဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်။ Bye bye.